ဓာတ်ရသမီးကိုမင်္ဂလာပါဆရာမကဒီနေ့ဓာတ်ရသမီးတို့ကို grade 1မြန်မာစာသင်တဲ့ဆရာမဖြစ်တယ်နော်ကဲဒီပုံလေးကို grade 1မြန်မာစာဖတ်စာအုပ်လေးနော်စာမျက်နှာနံပါတ်9ကိုကြည့်ပါဦးပုံလေးထဲမှာဘာတွေမြင်လဲကြည့်ပါဦးဟုတ်တယ်အကြောင်းတို့အကြောင်းသားလေးတွေနဲ့ဆရာမနဲ့ကို တွေ့တယ်အဲ့တော့သူတို့ဘာလုပ်နေကြလဲတိတိပေါ့ဟုတ်တယ်သူတို့လည်းဆရာမကိုလက်ကလေးပိုက်ပြီးဘာလုပ်နေတာလဲနှုတ်ဆက်နေတာဟုတ်တယ်နှုတ်ဆက်နေနော်အဲ့တော့ဆရာမကိုနှုတ်ဆက်ပုံနှုတ်ဆက်နေဘလို့နှုတ်ဆက်ရမလဲဆိုတာကိုဆရာမကသူဒါရုသမီးတို့ကိုကြပြားလေးနဲ့စုံပြမယ်နော်ဒါရုသမီးတို့ကတေးချင်လာလိုက်ပြီးနားထောင်မယ်လိုက်မှတ်မယ်နော် အဲ့မင်းတို့ကပြီးတော့ဆီယာမနဲ့အတူတူလိုက်စုံမယ်အခုဒီတော့ဆင်ဆီယာမကအရင်ဦးဆုံးစူပြမယ်တာဝန်ကိုပြန်နားထောင်တော့ကြပြားလေးရဲ့ခေါင်းစဉ်ဟာမင်္ဂလာပါတဲ့နော်မောင်နှုမေတို့တောင်းကန်ဝင်အပြုံးပန်းကိုစင်မင်္ဂလာပါဆီယာမညီညီညာညာနှုတ်ဆက်ကြနောက်တစ်ခေါက်ပြန်စူပြမယ်နော်မင်္ဂလာပါ မောင်တို့မယ်တို့တောင်းကန်းဝင်အပြုံးပန်းကိုစင်းမင်္ဂလာပါဆရာမညီညီညာညာနှုတ်ဆက်ကြနောက်ပါပြန်ဆိုပြမယ်မင်္ဂလာပါမောင်တို့မယ်တို့တောင်းကန်းဝင်အပြုံးပန်းကိုစင်းမင်္ဂလာပါဆရာမညီညီညာညာနှုတ်ဆက်ကြနော်အဲ့တော့ဒါတို့မိတို့ဆီယမနာကနေတို့ live ဆိုအောင်မောင်တို့မယ်တို့ကြောင်းကန်းဝင် hấp dẫn mà ngô xe mê ngà bà xe nhà mà nhìn nhìn nhà nước xe chà hả đó có sự báo nó nước mê rô cháu ngà huê hấp dẫn ngô xe mê ngà bà xe nhà mà nhìn nhìn nhà nước xe chà kể nó có tất sự báo mê ngà bà mong đứa mê rô cháu ngà huê hấp dẫn mà ngô xe မင်္ဂလာပါဆရာမညီညီညာညာနှုတ်ဆက်ကြဟုတ်တယ်နော်ကဲအဲ့ဒါဆိုလို့ရှိရင်ဆရာမနဲ့တူရဲဆိုပြီးဆိုတော့တော်တော်လေးရောက်ပါ ਈ မလားဟမ်ရောက်ပါပြီဆိုရင်တော်တော်လေးကိုယ့်အကူဆုတ်ကြည့်ပါဦးဟုတ်တယ်နော်ကဲ အဲ့ဆိုလို့ရှိရင်ဒါလည်းဒီကအကောင်လုံးဆိုပြီးဒီကတော့ဆီယမကအောက်စုလေးတွေခွဲပေးမယ်နော်အောက်စု1အောက်စု2အောက်စု3ဆိုပြီးတော့ခွဲပေးမယ်ဒီအောက်စုလိုက်ဆိုနော်တအောက်စုချင်းဆိုဆီယမကိုဆီယမကိုစုပြမယ်နော်ကဲအဲ့ဆိုရင်ခုအောက်စုလေးတွေခွဲပြီးပြီဆိုတော့အောက်စု1ကထပါအောင်ဆီယမကိုစုပြပါအောင်အင်းအရန်တော်တာပဲတငယ်ချင်းတွေကိုလက်ခုပ်တီးပေးလိုက်ပါအောင်ဂျန်နဲ့တငယ်ချင်းတွေက နော်အမှန်နဲ့ဒါအဲဆိုလို့ရှိရင်အောက်စုနံပါတ်2လေးထားပါဦးဆိုဆိုပြပါဦးဆင်ပါဦးอืมตอนไล่ตาตะเกชิงละกดตีไปบ่าวตะเกชิงอ่ะสวยอุซุนัมเบอร์3ถ้าบ่าว ။အဲအရန်တော်တာပဲနော်။ကဲတကယ်ချင်းတွေကိုလက်ခုတိပေးလိုက်ပါဦး။နော်။ကဲအဲ့ဒါဆိုလို့ရှိရင်နော်။ဟုတ်တောင်းစီချင်းဆိုပြီးပြီဆိုရင်ဆီမတယောက်ချင်းစီဆိုပြခိုင်းမယ်။ကဲဆီမတယောက်ချင်းစီဆိုပြပါအောင်။နော်တမီလေးဖူးတရာဆိုကြည့်ပါအောင်။ဟုတ်တယ်နော်။ကဲတငယ်ချင်းကိုလက်ကုပ်တီးပေးလိုက်ပါအောင်။အရန်တော်တယ်။အရန်တော်တယ်။ nó no, kể a suy à, ta lê mau phong bi thằng bảo sư ba bảo xem bảo ha ấy anh tôi là đấy từ ngày trước nó cũng tivi lấy bảo kể a đang xử lý chuyện nào thế ta lê mau cho anh à nghe thằng bảo xem bảo sư ba bảo ဟုတ်တယ်အရန်တော်တာပဲအရန်တော်တာပဲလောက်ပါအောင်တငယ်ချင်းကိုလက်ခုတီးပြပါအောင်အားပေးပါအောင်တော့တမီးလေးတရာဖြူဆွေးပေါ့음ဟုတ်တယ်အရန်တော်တာပဲအရန်တော်တာတငယ်ချင်းကိုလက်ခုတီးပြီးအားပေးလိုက်ပါအောင်ဟုတ်တယ်အဲ့ဒါဆိုလို့ရှိရင် အားလုံးဒါလေးသမီးတို့အားလုံးဒီကဗျာလေးကိုရသွားပြီเนาะအဲ့ဒါဆိုလို့ရှိရင်เนาะဒီကဗျာလေးရဲ့အတိတ်ပဲကဘာလဲဆိုရင်เนาะဆရာမကိုနှုတ်ဆက်တဲ့အခါမှာညီညီညာညာလေးနဲ့เนาะရေရင်ကြီးကြီးနှုတ်ဆက်ရမယ်လို့ပြောတယ်เนาะအဲ့တော့ခုចောင်းကန်းထဲမှာပဲမဟုတ်ဘဲနဲ့အပြင်မှာ တွေ့ရင်လည်းဆရာမဘယ်လိုနှုတ်ဆက်မလဲရေးရင်ရေးကြည့်နှုတ်ဆက်ရမယ်နော်အခုသားတို့သမီးတို့ကိုသင်နေတဲ့ဆရာဆရာမမမဟုတ်ဘူးလမ်းမှာတခြားဆရာဆရာမတွေကိုတွေ့ရင်ရောဘယ်လိုနှုတ်ဆက်မလဲရေးရင်ရေးကြည့်နှုတ်ဆက်ရမယ်နော်သားသမီးတို့မှတ်မိလားဒီကဗျာလေးရောမှတ်မိသွားပြီလားမှတ်မိသွားပြီအဲ့ဒါဆိုလို့ရှိရင်နော် ကျွန်မတို့ဒီနေ့သင်ခန်းစာကိုဒီမှာပဲရှင်းလိုက်ကြမယ်။နောက်နေ့ဆက်မှပြန်တွေ့ကြမယ်နော်။